ရင်းမြားချင်းစကားများရန်ဖြစ်ရာကနေအိမ်မောကဆင်းသွားခဲ့လို့လိုင်းမော်တက်ပြီးတော့တောင်မှအကူညီတောင်းခဲ့ရတဲ့တရုတ်ဆောင်မြတ်သူသူရဲ့ခင်မွန်ကိုဆိုင်ထက်မြတ်မင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်မြတ်သူသူကတော့အမတီဗီဖောင်းမင်းသမီးတလက်ဆိုတာအားလုံးကတီးပြီးသားဖြစ်မယ်လို့ထင်ပါတယ်တရုတ်ဆောင်မြတ်သူသူဟာအိမ်အောင်စပြီးနောက်ပိုင်းမှာတော့အနုပညာအလုပ်တွေကိုရနာခဲ့ပြီးခင်မွန်ဖြစ်သူရဲ့ပံ့ပိုးမှုတွေနဲ့ထက်မြတ်ယတနာဆိုတဲ့စိန့်ရွှေယတနာဆိုင်ကိုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ် အခုဆိုရင်တော့တရုတ်ဆောင်မြတ်သူသူက သူမစတင်ဖွင့်လှစ်ခဲ့တဲ့စိုင်းသီသီလေးကနေတပြည့်ပြည့်နဲ့အောင်မြင်တဲ့လုပ်ငန်းရှင်တယောက်ဖြစ်အောင်ကြိုးစားနေတာလည်းဖြစ်ပါတယ်။အမှုပညာအလုပ်တွေမလုပ်တော့ဘူးဆိုပေမဲ့ခင်မုန်းဖြစ်သူနဲ့အတူနေထိုင်တဲ့ lifestyle လေးတွေနဲ့ဝန်ထမ်းတွေအပေါ်မှာထားတဲ့သူမရဲ့မေတ္တာတရားတွေကိုပရိသတ်တွေသိအောင်မကြာခဏဆိုသလိုမြတ်သူသူကခြားပြတတ်လိရှိတာလည်းဖြစ်ပါတယ်။တရုတ်ဆောင်မြတ်သူသူက သူမရဲ့အိမ်အောင်ကြီးနဲ့ပတ်သက်ပြီးလူမှုကွန်ရက်ပေါ်မှာအဆင်ပြေမှုတွေကိုသာခြားပြတတ်ပေမဲ့ မင်းညာကညအချိန်မတော်အချိန်လင်းမယားချင်းစကားများရာကနေမျက်သူသူကစိတ်ဆိုးပြီးတော့အိမ်မော်ကဆင်းသွားခဲ့တာဖြစ်ပါတယ်။ဖုန်းလဲမကင်တယ်လို့အိမ်ကိုလည်းပြန်မလာတော့တာကြောင့်ခင်မုန်းဖြစ်သူကိုဆိုင်ထက်မြက်ကလူမှုကွန်ရက်ဆာမျက်နှာကနေတဆင့်မျက်သူသူကိုစိတ်ဆိုးပြေပြီးတော့အိမ်ပြန်လာဖို့အတွက်ပြန်လဲတောင်းပန်ခဲ့ရတာလည်းဖြစ်ပါတယ်။ကိုဆိုင်ထက်မြက်ကမင်းကြီးကိုရှာနေတာနေရာနှံ့နေပြီ။ဘယ်မှမလဲရှာလို့မတွေ့ဘူး။မင်းမရှိရင်မဖြစ်ဘူးလေ။မင်းကကိုရဲ့အသက်လေး မိန်းနေရမပြောရင်ကိုယ်စိတ်ကိုမိန်းတည်တယ်မို့လားအခုချိန်မှာကိုယ်တအားကိုစိတ်ပူတော့ကားနဲ့ဘာမှကိုမမြင်တော့ဘူးမိန်းရှိနေတဲ့နေရာကိုပြောပါကိုဒေါသကြီးတာတွေစိတ်လိုက်မှန်ပါပြနေတာတွေကိုလျှော့ပါမယ်ဟုဆိုကလူမှုကွန်ရက်ဆာမျက်နှာပေါ်မှာရေးသားဖော်ပြလာခဲ့တာလည်းဖြစ်ပါတယ်တရုတ်ဆောင်မြတ်သူသူကလည်းငါမရှိလို့မဖြစ်ဘူးဆိုတာမရှိပါဘူးအရာအလုံးကသူ့ဘာသာသူလည်းပဲနေကြအောင်ပါပဲငါမရှိလည်းဖြစ်ပါတယ်ဆိုပြီးတော့လူမှုကွန်ရက်ပေါ်ကနေပဲပြန်လဲပြောပြခဲ့တာဖြစ်ပါတယ် တကယ်တော့မနေ့ကဇွန်လ17ရက်နေ့လေးကတရုတ်ဆောင်မြတ်သူတို့ဇနီးမောင်နှံရဲ့မင်္ဂလာသက်သန်းနှစ်နှစ်နဲ့၃လပြည့်တဲ့အထိမ်းအမှတ်နေ့လေးလေးဖြစ်ပါတယ်။မြတ်သူတို့ဇနီးမောင်နှံဟာမင်္ဂလာသက်သန်းနှစ်နှစ်၃လပြည့်အထိမ်းအမှတ်အနေနဲ့တန်ခါတက္ကသိုလ်ပြည်တွင်းပြည်ပအသာသနာပြုဌာနသို့ဝေကျက်သိန်း20လူတန်းပေးခဲ့ပြီးမင်္ဂလာနှစ်ပတ်လည်နေ့လေးကိုပျော်ရွှင်စွာဖြတ်သန်းခေစားပေးမယ်။ညအချိန်ရောက်မှစိတ်တော်ရာခြင်းမတိုက်ဆိုင်မှုတချို့ကြောင့်ရန်ဖြစ်စကားများရာကနေမြတ်သူတို့ကအိမ်မော်ကဆင်းသွားခဲ့တာဖြစ်ပါတယ်။